ရန်ကုန်မြို့တိုက်ခန်းရှစ်လွာကနေပြုတ်ကျခဲ့တဲ့အသက်၄နှစ်ရွယ်ကလေးငယ်ရန်ကုန်မြို့ပဇွန်တော်မြို့နယ်ရေကျော်လမ်းမပေါ်ကတိုက်ခန်းရှို့လာကနေပြုတ်ကျခဲ့တဲ့အသက်၄နှစ်ရကလေးငယ်ကိုအချိန်မိုင်းအတွင်းမှာပဲအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့ဒေသခံနဲ့လူမှုကွန်ရက်အသင်းတွေကသိရပါတယ်။အော်တိုဘားလ18ရက်နေ့ည9:00လောက်မှာကလေးငယ်ဟာတိုက်ခန်းထဲမှာဆော့ကစားနေရကနေ ပရင်းပေါက်ကလည်းပြုတ်ကျခဲ့ပြီးတော့တိုက်နှစ်တိုက်ဂျားကသုံးလွာမှညက်နေတာဖြစ်ပါလေကလေးငယ်ကိုလူမှုကွန်ရက်အသင်းတွေမိသက်တက်ဖွဲ့ဝင်နေတဲ့ရက်ကွက်နေပြည်သူတွေကထက်ခက်ခဲခဲကဲထုတ်ခဲ့ကြရတာဖြစ်ပါလေကျွန်တော်တို့ရောက်တော့ကလေးကတိုက်နှစ်တိုက်ဂျားကသုံးလွာမှညက်နေတာပါလုံချုံရေးတွေကလည်းကလေးကိုပြုတ်မကြအောင်အောက်ကနေထိမ့်မိတာတွေရှိပါလေကလေးကပြုတ်ကျတော့လက်နေတာမျိုးတော့ရှိပါလေလို့မြေပြင်ကွန်ရက်ဆောင်ရပေးခဲ့သူတချို့ကပြောပါလေကလေးငယ်ကမိန်းကလေးဖြစ်ပြီးတော့တိုက်ခန်းရှစ်လောက်ကနေပြုတ်ကျခဲ့ပြီး ထိခိုက်ဒဏ်ရာကြီးကြီးမားမားရရှိလာမျိုးမရှိပေမဲ့လည်းလိုအပ်တဲ့ကျန်းမာရေးကုသမှုခံရရန်အတွက်ခလိငယ်ကိုရန်ကုန်ပြည်သူစေယုံကြီးကိုပို့ဆောင်ပေးခဲ့ရလို့ဆိုပါတယ်။အလားတူပဲပြီးခဲ့တဲ့ဩဂတ်စ်လ17ရက်နေ့ကလည်းရန်ကုန်ကြည်မြနိုင်မြို့နယ်ပန်းလိုင်အရာကခုနလောတိုက်ခန်းကနေမျိုးသားတယောက်ပြုတ်ကျခဲ့ပေမဲ့လည်းထိခိုက်ဒဏ်ရာရရှိမှုသာဖြစ်ခဲ့တယ်လို့သိရပါတယ်။